ဒီအနုပညာလောကမှာကောင်းတဲ့ဆရာကြီးလည်းအများကြီးပဲကျွန်တော်လူတိုင်းကိုမဆိုလို့ဘူးเนาะတချို့သောသူတွေကသူတို့နဲ့သူပြင်းသူဘူးဆိုလို့နေနိုင်မှနေရာပေးခြင်းနဲ့တိန်တောင်းချီတန်ကစီးနိုင်တဲ့သူဆိုရင်ပို့ပြီးတော့ဦးစားပေးပြီးကမှရွေးချယ်ပြီးကမှလောက်ကြတာပေါ့เนาะကိုအညွတ်တက်လာပြီဆိုရင်ရိုက်ချိုးမဲ့သူတွေရှိတယ်အများကြီးပဲ ီနုပညာလောကမှာကောင်းတဲ့ဆရာကြီးလည်းအများကြီးပဲကျွန်တော်လူသားကိုမဆိုလို့ဘူးနော်ဒါပေမဲ့တချို့သူတွေအများစုပါပဲအဲ့ဒီသူတွေကသူတို့နဲ့အတူတွာလာစားတော့နိုင်မှနောက်ထပ်တစ်ခုရရပြောရရင်ကတော့နိုင်မှနောက်ထပ်တစ်ခုကျွန်တော်အစောပြောတဲ့ပလင်းတူဘူးဆုနေနိုင်မှကျွန်တော်ကကြတော့မိဘကိုလည်းကျွန်တော်ဂရုပေးထားတယ်ကျွန်တော်ဘတော်မှတသက်လုံးပြက်စီးမဲ့လမ်းကြောင်းကျွန်တော်မသွားဘူးပေါ့နော် မသွားမှဖြစ်တဲ့အတွက်ကြောင့်တချို့ပလင်းတူဘူးဆိုတွေကြတော့ကျွန်တော်မလုံနိုင်ဘူးလေမလုံနိုင်အောင်မလုံနိုင်တဲ့အတွက်အမျိုးမျိုးအကြောင်းပြချက်အမျိုးမျိုးနဲ့ဖြုတ်ချတာခံရတယ်နောက်တစ်ခါတခုကကြတော့ဘာလဲဆိုရင်တိန်တောင်းချီတန်ကစီးနိုင်တဲ့သူဆိုရင်ပို့ပြီးတော့ဦးစားပေးပြီးကမှရွေးချယ်ပြီးကမှလောက်ကြတာပေါ့နော်ကျွန်တော်လဲဥပမာကျွန်တော်လဲတိန်ထောက်ချီတန်ကတော့စီးပါတယ်ဒါပေမဲ့တိန်တောင်းချီတန်ကတော့ကျွန်တော်မိဘရလဲ အရင်ပြည့်စုံတဲ့သူတွေမဟုတ်တော့မစည်းနိုင်ဘူးလေမစည်းနိုင်တဲ့အတွက်အဲ့ဒီအရာတွေပေါ်မှာလဲအများကြီးပဲဆုံးဖြတ်ပြီးတော့လှုပ်ဆောင်တဲ့အရာတွေလည်းအများကြီးကြုံခဲ့ရတယ်အဓိကအစိုးဆုံးတစ်ချက်ကကြတော့အတူတူကျွန်တော်မလုံနိုင်သောအချက်ကကြတော့ဒီပလင်းတူကူစုနေနိုင်မှသူတို့လှုပ်တယ်လို့လှုပ်နိုင်မှသဘောပေါက်လားသူတို့လှုပ်တယ်လို့လှုပ်နိုင်မှအဲ့လိုနေရာမျိုးရှိတယ်အခုချိန်ကြီးလည်းမြင်နေရတယ်မြင်နေရတဲ့အချိန်မှာကိုကတော့မြေတားပဲထားပါတယ်အဲ့ဒါကြောင့်ဟိုအရာအလုံးမြေတားထားရင်တော့ ကျွန်တော်တရားတွေလည်းနားထောင်ထားတယ်မြစ်တာကတော့အခုမဟုတ်ရင်တော့မှတချင်ချင်းကြရရောက်ပြဟမှာပါခင်ဗျဟုတ်ကိုကိုရွေထားတဲ့နေရာပေါ့နော်အဲ့နေရာမှာကိုကိုကြတော့ဟိုလက်လေးပါပါခြေလေးပါပါဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒီအခေါက်90လောက်တရုတ်ဆောင်ရတဲ့သူကအောင်မြင်နေပြီလားဆိုတော့လေသူလည်းစူးစမ်းနေသေးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတွေလုံနေတော့ဒါသူတို့အစောကကျွန်တော်ပြောထားတဲ့အချက်တွေမှာလည်းသူတို့လုထားတာတွေလည်းပါဝင်ပါပေါ့နော်အဲ့ဒီလိုမျိုးတွေလုံနေတော့အခုချိန်မှာတော့ဒီတိုင်းပါပဲ တိုင်းမှာကိုမြင်နေရတော့တော့ကိုလည်းမအောင်မြင်သေးပါဘူးဒီတိုင်းမှာပဲဒါပေမဲ့ကိုကတော့အမြဲတမ်းယုံကြည်ထားပါတယ်နေရာတိုင်းမှာအခုကျွန်တော်ပြောပြတဲ့အရာတွေရှိတယ်နှောက်ရက်တွေရှိတယ်အသားစီးတွေရှိတယ်နောက်တဲ့တစ်ခု ကိုအညွတ်တက်လာပြီဆိုရင် ရိုက်ချိုးမဲ့သူတွေရှိတယ်အများကြီးပဲအဲ့ဒီအရာတွေကိုကျွန်တော်အကောင်းဆုံးကြောက်ဖျက်ဖို့အတွက်ကိုကိုကိုပဲကြိုးစားပြီးတော့ကျွန်တော်ရက်တည်နေပါတယ်ခင်ဗျာဟုတ်ဘလောက်တိစိုးစိုးဝါခင်ရလဲဆိုရင်ဂျင်ဘက်ကြီးတစ်ခုလုံးနာကျင်နေအောင်ခံရတယ်ဘလို့ကြောင့်နာကျင်စီလဲဆိုတော့ အဓိကတော့ဒီအနုပညာလမ်းကြောင်းပေါ်ရောက်ပြီဆိုရင်ကျွန်တော်ကအိမ်ကိုအနုပညာလုပ်မယ်ဆိုတော့ဂတိပေးထားတယ်။ဘာလဲဆိုကျွန်တော်အဓိကအနေနဲ့ကတော့ကျွန်တော်ပထမဆုံးတစ်ချက်အနေနဲ့ကတော့ကျွန်တော်ဘဝမမေ့ရဘူး။ပထမမှကိုယ်ပဲအဆင့်အထိပဲရရောက်မာနမကြီးရအောင်မထောင်လောင်းရအောင်ပေါ့နော်။နောက်တစ်ဒုတိယတစ်ခုအနေနဲ့ကတော့ကျွန်တော်မူရစေဝါတသက်လုံးမတုံးဆွဲပါဘူး။ဘာလို့လဲဆိုရင်ဟိုတချို့တွေကတော့ဟိုနီးစက်ထားတယ်အများကြီးရှိကြတယ်ပေါ့နော်။အဲ့လိုတွေကြရင်ကျွန်တော်အိမ်ကိုလည်းဂတိပေးထားတယ်။နောက်တစ်ခုကိုလည်းလက်မထောင်ပြီးနေခဲ့တဲ့ကာလတွေမှာတချို့တော့ သူတွေကသူတို့နဲ့သူပြင်းသူဘူးဆိုလို့နေနိုင်မှနေရာပေးခြင်းနဲ့အရာမျိုးတွေအများကြီးကြုံရတယ်ကျွန်တော်အဲ့ဒီမှာဆိုအများကြီးဖြတ်တန်းခဲ့ရတယ်ဘာလဲဆိုကျွန်တော်ဘယ်လောက်ထိဖြတ်တန်းခဲ့ရလဲဆိုရင်ကျွန်တော်ဇက်ကားတကားလုံးရဲ့အနှစ်ချုပ်ကြီးကျွန်တော်မှာပဲအဓိကတော့ main ပေါ့နော်အဲ့လိုပြောပြီးကမှလှုပ်ပြီးကမှပြင်းသူဘူးဆိုမလှုပ်နိုင်တဲ့အတွက်ကျွန်တော်အဲ့ဒီဇလန်ထဲမှာရိုက်တော့ရိုက်ရတယ်ဒါပေမဲ့အဲ့ဒီ main တယောက်ကဘာဖြစ်သွားလဲဆိုရင်ကျွန်တော်ခြေလေးပါပါရ လက်လေးပါရပါရအထိပါကျွန်တော်ဖြစ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ရင်နာနာနဲ့ကိုယ်ဆရာသမားတွေလိုပဲအားလုံးကိုသဘောထားထားတာသဘောထားတဲ့အတွက်ကျွန်တော်အများကြီးဟိုကိုလက်လေးပါလဲလက်လေးကိုတယောက်ဆောင်ကောင်းအောင်ကျွန်တော်စူးစမ်းခဲ့တယ်အများကြီးပဲဟိုဒီနေရာလေးရောက်ဖို့ကျွန်တော်အဲ့ဒီတုန်းကဆိုရင်လည်းစူးစမ်းခဲ့ရတာအများကြီးပဲဒါပေမဲ့ကျွန်တော်အဲ့ဒီတုန်းကဆိုရင်နမဲတွေဘာတွေသူတို့ပေးထားတဲ့ဇက်ကောင်နမဲတွေကမပြောင်းအောင်ဒါပေမဲ့ဇက်ကောင်လောက်အမဲရာတွေပြောင်းသွားပြီးတော့ဟိုရှင်းရှင်းပြောရရင်ဇက်လန်တစ်ခုလုံးပါခဲ့ရရင်တော့မှ ဒိုင်ယာလောကဟုတ်ကဲ့စားပြီးပြီလားဥပမာပေါ့နော်အဲ့လောက်ပဲကျွန်တော်နှစ်ခွန်းလားသုံးခွန်းလားမသိဘူးပါခဲ့တယ်ပေါ့နော်အရင်ကမှကျူးကျူးဆဆလောက်ရတဲ့အရာတွေအဲ့ဒီအချိန်မှာကျွန်တော်ဘာဖြစ်သွားလဲဆို depression တွေလည်းရတယ်ဘာလို့လဲဆိုရင်ကျွန်တော်အဲ့ဒီ shooting မှာဆိုရင်ဘာတွေကြုံရလဲဆိုရင်လုံးဝကိုကိုကိုလည်းတော်တယ်လို့မပြောပါဘူးဒါပေမဲ့ကျွန်တော်စူးစမ်းနေတဲ့လူငယ်တယောက်ပါဒါပေမဲ့ဟိုအဲ့လိုစူးစမ်းနေတဲ့လူတွေအများကြီးကြားထဲမှာမှ dialogue တကြောင်တည်းကိုအခေါက်90ကျော်ရိုက်ထားတော့မှာ အဆင်မပြေဘူးမပြောနိုင်တဲ့သူတို့ရိုက်ကူးနေတာရိုက်ကူးနေတဲ့အရာကိုကျွန်တော်တို့ကဘေးမှာလက်ခုပ်တီးပြီးထိုင်ကြည့်ခဲ့ရတာပေါ့နော်အဲ့လိုအရာမျိုးတွေဒီမှာကျွန်တော်ကြုံခဲ့ရတယ်အဲ့ဒီအချိန်မှာမနိုင်ရှင်ရဲ့စကားလေးကိုယူသုံးပြရစီဘာလို့လဲဆိုတော့အဲ့လိုသူ့ကိုသူပြောခဲ့တာပေါ့နော်သူ့ကိုအဲမင်းသမီးတယောက်ကဥပမာလောက်လောက်ခံရတဲ့အချိန်မှာသူ့ကဘာကြီးပေါ်မှာတဲတဲလေးဖြစ်ပြီးပျောက်ကွယ်သွားခြင်းနဲ့ဆိုတဲ့အရာမျိုးအဲ့ဒီအရာမျိုးကကိုခံစားရအရန်ခံရတယ်ခံစားမှုက ကရည်ရွယ်ချက်တွေမျှော်လင့်ချက်တွေအားလုံးကတဲတဲရည်တုံပဲအဲ့ဒီခံစားချက်မျိုးပေါင်းစုံကိုကျွန်တော်ကြော်ဖြတ်ခဲ့တယ်အများကြီးပဲလူတွေရဲ့မုန်းတာတွေကိုလည်းကျွန်တော်ခံပြီးကမှပေါင်းလဲဆိုရင်လူတွေကကျွန်တော်ကြိုးစားနေရတော့မမြင်ဘူးဒါပေမဲ့ကျွန်တော်တခါလေးကြာရင်အခုပြောကြတယ်တရုတ်ဆောင်ဝါသနာပါလုံးလို့ကျွန်တော်မိသားစုနဲ့တော့အကန့်လုပ်ပြီးတော့ကျွန်တော်တရုတ်ဆောင်လုပ်တယ် ဒါပေမဲ့တချို့ကကြတော့ MC က MC ပဲလောက်ပါလားတဲ့ကျွန်တော်ကအမှန်တရားပြောရရင်နုပညာကိုတရုပ်စာကိုရစလောက်တာပေါ့နော်ဒါပေမဲ့ကိုလမ်းကြောင်းလေးတစ်ခုအဲ့ဒီပေါ်မှာကိုဝင်ငွေလေးရဖို့အတွက်ကိုစ조사ခဲ့တယ်ဒါပေမဲ့နေရာတစ်ခုရသွားတယ်အဲ့လိုတွေလာပြီးတော့ကြောက်စရာရတယ်သူတွေလည်းအများကြီးပေါ့နော်နောက်တစ်ခုကျွန်တော်လွယ်လွယ်လေးရတယ်ဆိုပြီးတော့တချို့ကထင်းနေကြတာပေါ့နော်ကျွန်တော်အများကြီးပဲအများကြီးပဲနှိတ်ခံရတာက အဓိကတော့အနေခံရရဲ့ကိုအရေးချင်းမရှိလို့နေခံရတယ်ဆိုကိုလက်ခံတယ်ကိုလက်ခံတယ်ဒါပေမဲ့အရေးချင်းတစ်ခုကိုသူတတ်မှတ်လို့စီးရပောင်နေတဲ့ဝင်ပြီးကမှအဲ့လိုရိုက်ချတာရိုက်ချိုးတာလေအများကြီးခံရရပေါ့နော်အခုလည်းကျွန်တော်မအောင်မြင်သေးပါဘူးဒီဇန်လန်ရဲတဲ့မှလည်းဒီနေရာလေးကိုရောက်ဖို့ကျွန်တော်အများကြီးရှင်ပြိုင်မှုတွေနဲ့ကျွန်တော်စူးစမ်းပြီးတော့လာခဲ့ရတယ်ဒီနေရာလေးပုံမှန်လဲအလုံးအားတချို့ကကြတော့ဒီ ဇက်ရုပ်ကိုနားလဲတယ်ပေါ့နော်ဆရာဝန်ဇက်ရုပ်ကိုမှကျွန်တော်ကရမ်းစိုးသွမ်းနေရတာပေါ့နားလဲဒါပေမဲ့ကျွန်တော်နားမလဲပဲနဲ့ဟိုမက်ဆင်ဂျာဒီလာဆဲတဲ့သူလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဟိုစိတ်ကောင်းလုံးတော်ပဲထားပါတယ်ကျွန်တော်အားလုံးလည်းမေတ္တာပို့ပါတယ်ကျွန်တော်ဘာလို့လဲဆိုကျွန်တော်ကြိုးစားရနေရတာကျွန်တော်အတိဆုံးပါဟုတ်